တရုတ်နဲ့အမေရိကန်တို့ကုန်သွယ်ရေးကိစ္စတစုံတရာသဘောတူညီမှုရသွားခဲ့တယ်ဆိုပေမဲ့ကမ္ဘာဘဏ်ကတော့ဒီစိုးရိမ်စရာခံမှန်းချက်တွေကိုထုတ်ပြန်လိုက်ပါတယ်။အခုဆယ်စုနှစ်1960ခုနှစ်ကစပြီးတော့စီးပွားပြက်ကပ်စိုက်တဲ့အချိန်နှစ်ခုကလွဲလို့ဒီစီးပွားတိုးတက်မှုမှာအဆိုးဆုံးဆယ်စုနှစ်တစ်ခုဖြစ်မယ်လို့ခန့်မှန်းလိုက်ပါတယ်။ဒီလိုမျိုးဖြစ်ရတာဟာအမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့ကုန်သွယ်ခွင့်တိုးမြင့်တဲ့ကိစ္စတွေကနေစတင်ခဲ့တာလို့ကမ္ဘာဘဏ်ကပြောပါတယ်။ ်ဒီလောက်ရက်ဟာတကဘာလုံးကစီးပွားရေးကြီးထွားမှုကိုထိခိုက်စေတယ်လို့ကဘာဘဏ်ကဆိုပါတယ်ကဘာဘဏ်က အခု2025ခုနှစ်မှာကဘာတဝမ်းဖွံ့ဖြိုးမှုကိုမူလဒီဇန်နဝါရီလခမန်းချက်ထက် 0.4ပေါ့เนาะ3.4ရာခိုင်နှုန်းရှော့ချပြီးတော့အ2.3ဒီအ2.3ရာခိုင်နှုန်းပဲရှိမယ်လို့ခန့်မှန်းပါတယ်2029ခုနှစ်ဖွံ့ဖြိုးမှုကိုတော့2.6 2.6ရာခိုင်နှုန်းရှိမယ်လို့ခန့်မှန်းပါတယ်ကြီးထွားမှုနှုန်းရှော့ချခံရတဲ့နိုင်ငံတွေထဲမှာတော့ဂျပန်ပြီးတော့ဒီဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံတွေလည်းပါဝင်ပါတယ်